Hello မင်္ဂလာပါအလုံးမဲ့ကျမပြောရှင်ကြပါစီ VNN ကိုစပြီးတော့လာရင်ဘာတွေလုပ်ရမလဲပတ်စံအားစုစုပေါင်းဘယ်လောက်ကုန်မလဲရောက်တည်အထိဘာတွေလုပ်လာဖို့လိုလဲဘာတွေလုပ်ရမလဲဆိုရင်မိခွန်လေးကိုစုဖြစ်ပြီးမှဖြစ်ပါရဲ့ရှင်ပထမအဆုံးအနေနဲ့ရန်ကုန်ကနေထွက်လာမယ် immigration process တွေရန်ကုန်လေစိတ်နဲ့ပတ်သက်တဲ့ဟာတွေကိုတော့စုမပြောတော့ဘူးပေါ့နော်ဒီ VNN ဘက်ကိုရောက်လာဖို့အတွက်ဘာတွေပြင်ဆင်ရမလဲ VNN ကိုရောက်ဆက်ရောက်လာပြီဆိုလို့ရှင်ဘာတွေဆက်လုပ်ရမလဲဘာတွေကုန်ကျစရာရှိလဲဆိုတဲ့အချက်ကိုပဲစုပြပြပေးသွားမှာဖြစ်ပါရဲ့ရှင် VNN နဲ့ပတ်သက်တဲ့နောက်ထပ်အတွေ့အကြုံတွေအများကြီးကိုလည်းဆို sharing လုပ်ပေးသွားအောင်ပါမလို့နောက်ထပ် information တွေ address ဆူရဲ့ account လေးကိုလည်း follow ဒါမှမဟုတ် subscribe လုပ်ထားပေးဖို့လည်းမမေ့ပါနဲ့ဘူးနော်။ဆူအခုပြောသွားမယ့် content ကအကြောင်းအရာတွေဟာဒီမြန်မာနိုင်ငံကနေပြီးတော့တခြားနိုင်ငံတစ်ခုကိုတစ်ခါမှမထွက်သွားဘူး။နိုင်ငံခြား experience လုံးဝမရှိဘူး။အခုမှပထမဦးဆုံးနိုင်ငံခြားကိုစပြီးထွက်လာမှာမလို့ဘာတွေလိုအပ်လဲ၊ဘာတွေပြင်ဆင်ခဲ့ရမလဲဆိုမေးလာတဲ့သူတွေအတွက်ဖြည့်ပေးထားတဲ့အဖြေလေးဖြစ်တဲ့အတွက်ကြောင့်မလို့နိုင်ငံခြား experience ရှိပြီးသူတွေနိုင်ငံခြားကိုခဏခဏသွားလာဖို့နေရတဲ့သူတွေ solution，know. အချိန်ကုန်မခံမဲနဲ့မကြည့်ပဲနဲ့ကြောက်သွားလို့ရပါတယ်ရှင်။အရင်ဆုံးအောင်စုပြင်ဆင်တဲ့အပိုင်းကိုပြောပါမယ်။ဒီ VNN ကိုမလာခင်ဘာတွေပြင်ဆင်လာခဲ့ရမလဲဆိုလို့ရှင်ပထမဆုံးအချက်ကတော့ဘဏ်အကောင့်ဖွင့်ပါရှင်။ဘဏ်မှာ JCB ကတ်တို့ Visa ကတ်တို့လုတ်ခဲ့ပါ။ဘာကြောင့်လဲဆိုတော့ဒီ VNN ကိုရောက်တဲ့အခါမှာ VNN မှာ banking တော့ဖွင့်လို့ရပါမယ်။အဲ့ဒီ banking ကတို့တွေ KP သုံးလို့ပဲ software တစ်ခုပဲရှိနေမှာဖြစ်ပြီးတော့ဘဏ်အကောင့်တစ်ခု software တစ်ခုပဲရှိနေမှာဖြစ်ပြီးတော့ site နေမှာဆိုလဲ QR scan ဖတ်ပြီးငွေရှင်းလို့ရတယ်။ဒီလောက်ပဲရမှာပေါ့။အဲ့ခါကျတော့ကိုယ့်ရဲ့ဖုန်းထဲက e money ကိုပဲ scan ဖတ်ပြီးတော့သုံးတာမျိုးပဲအဆင်ပြေနေရပါတော့။ဒါပေမဲ့အဲ့လိုသုံးရင်းနဲ့အဆင်မပြေနိုင်တဲ့အခြေအနေတွေရှိရပါတော့။ဆိုတော့နိုင်ငံသားတွေကိုဖွင့်ပေးတဲ့ဘဏ်ကကြတော့ဆိုင်တိုင်းဆိုင်တိုင်းမှာ များသောအားဖြင့်၁၀ဆိုင်မှာ၈ဆိုင်လောက်ကတော့တုံးလို့ရတယ်စကန်ဖက်လို့ရတယ်တချို့ဆိုင်တွေမှာတို့ကမိုမိုပေးတို့ဇာလိုပေးတို့တခြားဘန်ပေါ့နော်အဲ့လိုမျိုးဟာတွေကိုထုတ်ထားတဲ့ဟာမျိုးမှာသူတို့ဟိုဒီတီမိုဟန်ကောက်ကဖွင့်ထားတဲ့ဟာစကန်ဖက်လို့မရတဲ့အခြေအနေရှိရပေါ့နော်အဲ့လိုစကန်ဖက်လို့မရတဲ့အခြေအနေမှာကို့မှာ cash အစင်းနဲ့ထုတ်ထားတာရှိရဆိုလို့ရှင်တော့ cash ပေးလိုက်ပေါ့နော်ငွေသားပေးလိုက်ပေါ့အကေငွေသားကလည်းအဲ့ဒါကြောင့်မလို့လေကို့ဘန်ကင်းထဲမှာပတ်စံရှိတယ်ဆိုပြီးတော့ဟို ငွေသားမဆောင်ထားလို့လည်းမရပြန်ငွေသားကိုအမြဲတမ်း stand by ဆောင်ထားရတယ်အကယ်၍ကိုယ်က scan ဖတ်လို့မရခဲ့တာတို့ဘာလို့ဆိုရင်အဲပေးရအောင်ပေါ့နော်အကယ်၍ကုပန်ကိုလက်မခံတာမဟုတ်ဘူးကုပန်ကိုလက်ခံတယ်ကိုပေးလို့ရတယ်ဆိုရင်တော့မှဘာပြဿနာရှိနိုင်လဲဆိုတော့တစ်ခါတစ်လေမှာသူတို့ဘက်က server down နေပြီးတော့ banking ရှင်းနဲ့ QR ဖတ်ပြီးတော့ရှင်းလို့မရတဲ့အခြေအနေမျိုးရှိတတ်တယ်ပေါ့နော်ကြုံတော့ကြုံခဲ့အဲ့လိုမျိုးကြုံလာတဲ့အခါမှာအခက်အခဲရှိမှာဆိုလို့ဆိုလို့ငွေသားကိုဆောင်ထားဖို့လည်းလိုတယ် cash ထုတ်ချင်တယ်ဆိုလို့ရှိရင်ဒီကိုယ့်ရဲ့ဘဏ်ခွဲကိုကိုယ့်ရဲ့ဘဏ်ခွဲအကြည့်ကိုတွားပြီးတော့ပတ်စံထုတ်ရတယ်ပေါ့နော် ကက်ရှီယာကျွန်တော်ရှင်ထုတ်တဲ့ခါမှာလည်းသူတို့ကဖောင်နေဖြည့်ခိုင်းနေဒီပစံဘာဖြစ်လို့လိုတာလဲဝင်ငွေကဘယ်ရရတာလဲအဲ့လိုမျိုးတွေဆိုတော့နည်းနည်းအမှန်ပြောရရင်အဲကက်ထုတ်တဲ့ process ကနည်းနည်းရှုပ်ထွေးရပေါ့နော်အကယ်၍ငွေသားကလည်းထုတ်ဖို့အခက်အခဲဖြစ်နေရလက်ထဲမှာငွေသားလည်းပြတ်နေရ scan ကလည်းဖတ်မရဘူးဆိုတဲ့အခြေအနေမျိုးမှာဆိုလို့ရှင်နောက်ထပ်အရေးပေါ်နေတဲ့ထုတ်သုံးဖို့အတွက်ဆိုလိုမှာကက်ရှိနေဖို့လိုတယ်ဘဏ်ကတ်ပေါ့နော်ဒါပေမဲ့ဒီမှာက foreigner တွေကိုလုံးဝ banking တစ်ခုတည်း software တစ်ခုတည်းမှာပဲအဲ scan ဖတ်ပြီးရှင်းလို့ရတဲ့ email နည်းတစ်ခုပဲဖန်တီးပေးထားတာဖြစ်ပြီးတော့ ban စာအုပ်လည်းမရဘူး ban ကတ်တွေလည်းမြင်ရတဲ့အတွက်ကတ်နဲ့ရှင်းလို့လည်းမရဘူးပေါ့နော်အခါကျတော့သူတို့မြန်မာနိုင်ငံကနေဘာတွေလောက်လာရမလဲဆိုလို့ရှင် ban account သွားဖွင့်ပြီးတော့ visa ကတ်တွေလောက်ခဲ့ဖို့လိုပါတယ် visa ကတ်နောက်ပြီးရင် JCB ကတ် visa ကတ်မှာ visa လို့ရေးထားတဲ့ကတ်မျိုးဒါမှမဟုတ် ကတ်မှာ JCB ဆိုတဲ့စလုံးပါတဲ့ကတ်မျိုးဆိုလို့ရှိရင်ဒီမှာသုံးလို့ရပါတယ်။ Visa ကတ်ဆိုလို့ရှိရင်ဒီမှာရှိတဲ့ market တွေမှာအချိန်မီွေးပေးလို့ရတယ်ပေါ့နော်။နောက်တစ်ခုကိုက hotel booking လုပ်မယ်လို့ဒါမှမဟုတ်လို့ရှိရင် flight ticket ဖြတ်မယ်လို့တစ်ခုခု online ကနေဝယ်မယ်လို့လုပ်တဲ့အခါမှာသူက cash on delivery လို့ pay at hotel လို့ရွေးလို့ရတယ်ဆိုပြဿနာမရှိဘူး။အဲ့လိုရွေးလို့မရတဲ့အခါမျိုးမှာ payment ကိုကျူရှင်းရတော့မယ့်အခါမျိုးမှာဆိုလို့ရှိရင်ကိုကကတ်တွေရှိထားမယ်ဆိုလို့ရှိရင် JCB ကတ်ရှိရဆိုလို့ရှိရင်လည်း JCB ကတ်ရဲ့နံပါတ်ကိုထည့်ပြီးတော့ပတ်စံရှင်းလို့ရတယ်။ Visa ဇာကတ်ရှိရဆိုလို့ရှိရင်လည်းဗီဇာကတ်နံပါတ်ကိုထည့်ပြီးပြင်ဆင်လို့ရတယ်ပေါ့နော်။ဒါပေမဲ့ဒီရောက်မှဖွင့်မယ်လို့စဉ်းစားလာခဲ့ရင်တော့ဒီကဘယ်နေရာဒို့ရီဖိုရင်နာတွေကိုမြန်မာတွေကိုအဲ့လိုကတ်တွေထုတ်မပေးတဲ့အတွက်အဆင်မပြေနိုင်ဘူး။အဲ့ဒါကြောင့်မလို့ရန်ကုန်ကနေထွက်မလာခင်မှာကတည်းကဘဏ်အကောင့်တွေဖွင့်ပြီးတော့ဗီဇာကတ်တွေ JCB ကတ်တွေလုတ်ခုလုတ်ခဲ့ဖို့လိုတယ်လို့သူအကြံပေးပြရစီရှင်။နောက်တစ်ခုကကြတော့အဲ့ဒီ JCB ကတ်တို့ဗီဇာကတ်တို့မှာလည်း expire date ဆိုတာရှိရပေါ့နော်။ ဘယ်နှစ်ဘယ်လားအထိခံမယ်ဆိုတဲ့ဒိတ်မျိုးရှိရဲ့အတွက်အကဲကိုမှကတ်ရှိပြီးသားဆိုလို့ရှိရင်လည်းအဲ့ဒီဒိတ်ကလေးကိုကြည့်အကဲရဲ့ဒိတ်ကနီးနေပြီး6လတစ်နှစ်လောက်တတ်တမ်းပဲရှိတော့ရဲဆိုလို့ရှိရင်အစ်စ်လုတ်ခဲ့ရအောင်စိတ်ချအောင်ပါပဲဘာဖြစ်လို့လဲဆိုတော့ကိုဒီရောက်နေပြီးမှဒီကက်စီရဲ့ expire ဖြစ်သွားရဲဆိုလည်းမြန်မာပြည်ပြန်ပြီးသွားလုပ်ဖို့ဆိုတာလည်းမလွယ်တဲ့အတွက်အခက်အခဲရှိနိုင်ပါတယ်အဲ့ဒါကြောင့်မလို့ဖြစ်နိုင်ရင်တော့ကတ်က အတက်လောက်ခဲ့တာအကောင်းဆုံးပါပဲရှင်။မြန်မာပြည်ကထွက်မလာခင်မှာဒုတိယအချက်ဘာလို့ဖို့လို့မလဲဆိုလို့ရှိရင်စင်ကတ်ကို roaming ဖွင့်ခဲ့ဖို့ပါ။ဘာကြောင့် roaming ဖွင့်ခဲ့ဖို့လိုလာလဲဆိုလို့ရှိရင်စူရိုဒီကိုရောက်တဲ့အချိန်မှာဟဲရောက်ချင်းမှာအာစင်ကတ်မဝယ်ဖြစ်သေးတဲ့အခြေအနေမျိုးတွေမှာရုပ်တရက်ပေါ့နော်ဟိုအဆက်အသွယ်ပြတ်သွားနိုင်တယ်။ဥပမာကိုကအဲ airport ရဲ့ကိုရောက်နေပြီလာချိုမဲ့တငယ်ချင်းရဲ့အရှိမအဓိက လေရင်ကွင်းရဲ့ wifi ကိုအရင်စိတ်မချပါနဲ့ wifi မကောင်းမိချင်လဲမိရင်မမိချင်လဲမမိဘူးမပေးချင်တဲ့နေလဲမပေးထားဘူးအဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ wifi ရှိမှာပဲဆိုပြီးတော့တွေးပြီးတော့လာလို့အဆင်မပြေဘူးပေါ့နော်ကိုနဲ့ကိုတငယ်ချင်းကကိုလာကြူတာပဲဖြစ်ဖြစ်ပေါ့နော်တခုခုမလွဲဝစေဖို့ကိုက line ဖွင့်ထားပြီးဆက်သွယ်နေမှရောက်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုတုံးတဲ့ single ကို MPT ဖြစ်ဖြစ် Tele No ဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်အမျိုးအစားပဲအမျိုးအစားပဲဖြစ်ဖြစ် roaming ဖွင့်ခဲ့ဖို့လိုပါတယ် roaming ဖွင့်ထားမယ်ဆိုလို့ရှိရင် VNA ရောက်တဲ့အထီးကိုအဖုန်းက internet ဖွင့်ပြီးသုံးလို့ရနေမှာပေါ့နော်ကဲ၍တငယ်ချင်းလာကြူမှာမဟုတ်ဘူးကိုက ကိုတက္ကစီငှားသွားမှာဆိုလို့ရှိရင်လေထုံးစံတိုင်းတူရီစီယာအောင်မင်္ဂလာအဝေးပြေးတို့လေစိတ်တို့မှာစတန်မိုင်ထိုးထားတဲ့တက္ကစီတွေကဈေးကြီးတယ်လို့ပဲဒီမှာလည်းတူတူပဲဈေးကြီးတာပေါ့အဲ့ခါကျတော့ကိုယ့်ဟာကို Grab application ကနေပြီးတော့တက္ကစီခေါ်ပြီးတော့စီးလို့ရှိရင်ပုံမှန်နှုံထားဈေးမကြီးရဲ့ပုံမှန်နှုံထားတစ်ခုနဲ့စီးလို့ရတာပေါ့နော်အဲ့ခါကျတော့အဲ့လိုစီးဖို့ Grab ခေါ်မယ်ဆိုလို့ရှိရင်လေတူရီဖုန်းမှာ Wi-Fi ရှိနေဖို့ဒါမှမဟုတ် Internet ရှိနေဖို့လိုတာဖြစ်တဲ့အတွက် အဲလေစိတ်ကိုရဲရောက်ခြင်းပထမဆုံးကြုံရမှာတော့ internet မရှိရဲ့ပြဿနာဖြစ်တယ်အဲဒါကြောင့်မဖြစ်မနေ roaming ဖွင့်ခဲ့ဖို့လိုပါတယ်ရှင် မြန်မာပြည်ကနေထွက်မလာခင်ပြင်ဆင်လာခဲ့ရမယ်နံပါတ်3အချက်ကပါလဲဆိုလို့ရှိရင် hotel booking တင်ခဲ့ဖို့ပေါ့နော် agoda ပဲဖြစ်ဖြစ် booking.com ပဲဖြစ်ဖြစ်တခြားတခြားဘယ် application ရပါဖြစ်ဖြစ်ကြိုပြီးတော့ pay hotel ရွေးလို့ရရဲဆိုလို့ရှိရင်လည်း pay hotel ကိုရွေးပြီးတော့ hotel booking တင်လာခဲ့ဖို့လိုရယ်ပေါ့နော်အဲ့ဒီ hotel booking ကစုရက်အရှည်ကြီးယူလာခဲ့ဖို့တော့ recommend မပေးပါဘူးနှစ်ရက်တမမဟုတ်3ရက်လောက်ပဲယူခဲ့ပေါ့နော်ကိုရွေးချက်လိုက်တဲ့ hotel ကကိုကမြန်မာပြည်ကနေလမ်းရွေးမှာ review တွေကိုဖတ်ပြီးရွေးတာဖြစ်တယ်တရားမကောင်းချင်လဲကောင်းမယ်မကောင်းချင်လဲမကောင်းအဲဒီပတ်ဝန်းကျင်ကအရင်စုနေရနေရလဲဖြစ်နိုင်တယ် ဒါမှမဟုတ်အခန်းကမတန့်တာလည်းနိုင်တယ်အမျိုးမျိုးကြုံတွေ့နိုင်တယ်ပေါ့နော်အဲ့ခါကျတော့ရက်ရှိယူထားပြီးပြီဆိုလို့ရှင်ပြန်ထွက်ရတာအခက်မှာဆိုလို့အစုကတော့2ရက်ဒါမှမဟုတ်3ရက်လောက်ပဲ booking ယူခဲ့စေချင်ပါတယ်ဒီမှာ2ရက်3ရက်လောက်လာနေကြည့်ပြီးတော့မှမကြိုက်ဘူးဆိုလို့ရှင်လည်းနီးနားမှာရှိတဲ့ hotel တခုကိုပြန်ပြောင်းလာမယ်ဖြစ်ဖြစ်ဒါမှမဟုတ် okay ဈေးများနေရဈေးလျှော့ကျင်တယ်ဆိုလို့ရှင်လည်းဒီနားမှာအနီးတစ်ဝိုက်ကိုလမ်းလျှောက်သွားပြီးစုံစမ်းကြည့်ပြီးတော့ပို့ပြီးတော့ဈေးသက်သာတဲ့ hotel မျိုးကိုရွှေ့လာပဲဖြစ်ဖြစ်ပေါ့နော်ရေရှည်ရှည်ချကျင်တဲ့သူဖြစ်တယ်ဆိုလို့ရှင်လည်းဒီ hotel မှာတည်နေရဲ့ရက်ပိုင်းလေးအတွင်းမှာ agent နေနဲ့ချိန်ဆက်ပြီးတော့အိမ်ကို အိမ်ချင်းစီကိုနေစင်တဲ့အခန်းကိုနေစင်ကိုသုံးညင်တဲ့ပတ်စံပမာဏအဲ့ဒါနဲ့အေးတိတိကျကျလိုက်ရွေးပြီးတော့မှအိမ်ကိုပြန်ပြီးတော့ရွှေ့ဖို့လိုတဲ့အတွက်ကြောင့်မလို့ပထမဦးဆုံးအဲမြန်မာနိုင်ငံကမထွက်လာခင်မှာဟိုတယ် booking တင်ခဲ့ဖို့လိုပါတယ်မြန်မာနိုင်ငံကမထွက်လာခင်မှာစိတ်ဆောပြီးတော့ဒီကအေးချက်အနေနဲ့ချိန်ပြီးတော့အခန်းကြီးကိုဂျူငါပြီးတော့စာရင်လေးပေးရမျိုးတော့စုအမပေးပါဘူးဒီကိုလူကိုယ်တိုင်လာခဲ့ဟိုတယ်မှာ၃ရက်လောက်တဲပြီးတော့မှသာအေးချက်အနေနဲ့ချိန်ပြီးတော့တအိမ်တက်စင်လိုက်ကြည့်ပြီးတော့ကိုသုံးချင်တဲ့ငွေအမောင်းကိုနေခြင်းနဲ့5လေးနဲ့အဲအဲ့လိုမျိုးလိုက်ကြည့်ပြီးမှရွေးချယ်ပြီးမှအိမ်စာချုပ်ချုပ်စေခြင်းပါ ယ်။ဘာကြောင့်လဲဆိုတော့အင်စာချုပ်ကတစ်ခါချုပ်ပြီဆိုလို့ရှိရင်6လတစ်နှစ်ချုပ်ရတာဆိုတော့အကယ်၍ပုံတော့ကိုမကြိုက်တဲ့ဟာမျိုးအဆင်မပြေတဲ့ဟာမျိုးမှာရှင်မီရွေးချယ်မိရဲဆိုလို့ရှိရင်ကိုယ့်ရဲ့အင်စာပေါ်ဆုံးမှာဆိုလို့ပါရှင်။ပြေတဲလာခဲ့ဖို့လို့လဲဆိုလို့ရှိရင်အဝတ်အစားတွေအတုံးဆောင်ပစ္စည်းတွေအဲ့ဒါတွေမတည်ခဲ့ပါနဲ့။ဒီရောက်လို့ရှိရင်လေအဝတ်အစားအိတ်ဖနက်အတုံးဆောင်ပစ္စည်းအားလုံးဟာလေအစ်အစမ်းတွေအများကြီးတွေ့ပါပြီးတော့ကိုယ့်ရဲ့ fashion trend နဲ့ဒီရ fashion trend လဲလွဲနေမှာဆိုတော့ကိုယူလာရရဲ့တကယ်ဟန်ချိုင်မဝတ်ဖြစ်တာပါညာလဲဖြစ်သွားနိုင်တာဆိုတဲ့အခါကျတော့ဒီရောက်မှလိုချင်တာလေးတွေကိုဖြည်းဖြည်းဖြည်းချင်းလေးတွေရှာပြီးတော့ဝယ်တာပိုကောင်းပါတယ်။အဲ့ဒီတော့ အဝတ်အစားတွေပစ္စည်းတွေအများကြီးတည်ခဲ့မဲ့အစားစားတောက်ကုန်တွေကိုပဲများများတည်လာခဲ့ဖို့ဆိုတော့အကြံပေးချင်ပါတယ်ရှင်စားတောက်တွေဆိုလို့ရှင်ဒီမှာမရှိတဲ့ဟာကိုပဲတည်စေချင်တယ်ပေါ့နော်ရှိပြီးသားတွေတည်ရဲဆိုလို့ရှင်လည်းကိုယ့်ရဲ့ KG ကလည်းအလကားဆုံးရှုံးတာပေါ့နော်မရှိတဲ့ဟာတွေကဘာတွေလဲဆိုရင်စုအကြံဖြင့်စည်ရင်းလှုပ်ထားတဲ့လောက်ကတော့ချမောင်ရွက်တို့ကမွန်းရှင်ရွက်တို့ပြီးငပိတို့ငပိဆိုတာဒီမှာလေပစုံငပိရောရှိရမယ်တို့တွေစီက taste နဲ့မတူဘူးပေါ့နော်အဲ့တော့ငပိထောင်းတို့ကလပ်ဘဲစတော်ဘဲပြီးသွားလို့ရှင်ပင်စိန်ရွက်လက်ဖက်စီသက်ရွက်ပေါ့နော်အဲ့လိုမျိုးဟာတွေတော့မ ရှိဘူးအဲ့တော့အဲ့ဒါမျိုးလေးတွေကိုအချောက်အချမ်းလေးတွေကိုယူလာတာမျိုးဝယ်လာတာမျိုးလုပ်တင်ပါတယ်ရှင်ဒါဆိုရင်ရောက်လာရင်ဘာတွေအစားလုပ်ရမလဲဆိုရင်မေခွန်းတို့စုအခုဖြည့်ပေးပါမယ်အာရောက်လာရင်ဘာတွေအစားလုပ်ရမလဲဆိုတော့အရင်ဆုံးတို့တွေလေးစိတ်ရောက်ပြီဆိုပါစို့ဖုန်းကလည်း roaming ဖွင့်ထားတယ် Grab application ကလည်း down ထားပြီးသားဆိုလို့ရှိရင်ကိုက hotel booking ကလည်းလုပ်ပြီးသားဆိုလို့ရှိရင်ကို booking လုပ်ထားတဲ့ hotel ကို Google Map မှာရှာရှာပြီးအဲ့ဒီ Google Map က address ကို copy လုပ်ပြီးတော့ Grab application ထဲမှာ paste ချပြီးတော့ Grab taxi ကိုထောက်ပြီးခေါ်လိုက်တာ ਨੇ ကိုသွားခြင်းတဲ့ hotel ရှိအထိ ီကိုရောက်ပါပေါ့နော်အကဲကိုကအဲ့ဒီအချိန်ထိငွေရလည်းမလဲရသေးတဲ့အတွက်ကိုလက်ထဲမှာ cash ပေးစရာမရှိဘူး never mind ရတယ်တို့တွေကမြန်မာပြည်မှာလုလာတဲ့ JCB ကတ်တွေ visa ကတ်တွေရှိရတဲ့အတွက် grab ကိုအဲ့ဒီ JCB ကတ်တွေ visa ကတ်တွေနဲ့တခါတည်းချိတ်ခဲ့ပါချိတ်ပြီးတော့အဲ့ဒီ visa ကတ်တွေကနေငွေရှင်းလို့ရတယ်သူပါသူအဲ exchange rate အတိုင်းမြောက်ပြီးတော့ VND ပြောင်းပြီးတော့ကာသမားကိုငွေပေးချေလိုက်မှဖြစ်တဲ့အတွက် ကိုဘာမှအလုပ်ရှုပ်စရာမလိုဘဲနဲ့ဟိုတယ်ရှိကိုရောက်သွားမှာဖြစ်ပါတယ်အဲ့ဒါပထမဆုံးအချက်ဟိုတယ်မှာကဲကိုက2ရက်ဆို2ရက်3ရက်ဆို3ရက်နေရင်းနဲ့ကိုဘယ်မြို့မှာနေချင်တာလဲဆိုတာကိုအဆုံးဖြတ်ဟိုချီမင်းမှာပဲနေချင်တာတေးချသွားပြီဆိုလို့ရှိရင်ဟိုချီမင်းမှာအနီးတစ်ဝိုက်မှာရှိတဲ့အေဂျင့်တွေကိုချိတ်ဆက်ပြီးတော့အိမ်လိုက်ပြခိုင်းမှာအိမ်ရွေးပြီးတော့ကြိုက်တာတွေ့ပြီဆိုလို့ရှိရင်စာချုပ်ချုပ်နိုင်ပါတယ် အဲ့လိုမျိုးအိမ်လိုက်ပြန်ရုံနဲ့မကဘူးအားလုံး PC သွားလို့စာချုပ်ချုပ်ပြီးတဲ့အထီကိုကိုရီဘက်ကနေ agent ကို agent fees လုံးဝပေးစရာမလိုပါဘူးအင်ရှင်ဘက်ကနေပဲ agent fees ကိုကြခံရတာဖြစ်ပါတယ်အဲ့ဒါလေးတစ်ချက်လဲစုလို့ရေးကြိုပြီးတော့သိထားဖို့လိုပါတယ်ရှင်ရောက်လာပြီဆိုလို့ရှင်ရင်မတုံးမဖြစ်တုံးကြတဲ့ application တွေရှိပါတယ်ပါစီကြမယ်ဆိုလို့ရှင်ရင်လည်း Grab တို့ Zan တို့တုံးကြတယ်အဲ့ဒါတွေကို down ထားတင်ပါတယ်တွားလို့ရှင်ရင်ခုန hotel booking လုပ်မယ်ဆိုရဲ Agoda တို့ booking.com တို့ Travel Asia တို့စသဖြင့်အဲ့ဒီ application တွေကိုပဲအသုံးပြုပြီးတော့ hotel booking လုပ်မယ် တမျိုးကနေတမျိုးဟိုချီမင်းကနေဒါနဲ့ဒါနဲ့ကနေဒါလက်သွားမယ်ဆိုတဲ့အခါမျိုးတွေမှာလည်းလက်မှတ်ဖြတ်တာရောဟိုတယ်ဘိုကင်လောက်တာရောဆက်လက်အသုံးပြုရမှာဖြစ်တဲ့အတွက်အဲ့ဒီ application တွေလည်းအသုံးဖြတ်တင်ပါတယ်ပြီးတော့လို့ရှိရင် bus map ပေါ့နော် bus map ကလည်းမရှိမဖြစ်သုံးသင့်တယ်ဒီမှာကအဆိုင်ကယ်ကိုအဓိကထားပြီးသုံးကြရတယ်ဆိုပေမဲ့အကယ်၍ကို့မှာဆိုင်ကယ်ကိုတလားပြန်နဲ့ငါးစီးဖို့လည်း plan မရှိသေးဘူးပြီးတော့နေ့တိုင်းဆိုင်ကယ်ငါးငါးစီးရတယ်တစ်ခါစီးရင်ဟိုနားဒီနားတော့9000လောက်ကျမှာဆိုတော့အဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင်သူတို့ရေတနေရာနဲ့တနေရာ bus ကားစီးပြီးသွားလို့ရတယ်ပေါ့နော် bus ကား ီးပြီးသွားလို့ရရဲဆိုပေမဲ့ဒိုးရေစီမှာလို့ဘတ်စကဟဲ့ဘယ်ကိုသွားမှာလဲဒီကားကဘယ်ကိုရောက်လာအဲ့လိုမျိုးမေးစည်းကြမလို့ပဲ ਨੇ ဘတ်မတ်ဆိုတဲ့ application မှာကိုသွားချင်တဲ့နေရာနဲ့ကိုရှိနေတဲ့ location ကိုနှစ်ခုရွေးပြီးထောက်ပေးရုံနဲ့ဘယ်ကားစီးရမယ်ဘယ်မှာဆင်းရမယ်ဘယ်လိုလမ်းလျှောက်သွားရမယ်ပတ်စံဘယ်လောက်ကုန်မယ်ဘယ်နှမိနစ်ကြမယ်ဆိုတာအစားအတိအကျဖော်ပြပေးထားတဲ့ application မှာလို့အဲ့ဒီဘတ်မတ် application ကလည်းမရှိမဖြစ်လိုအပ်ပါတယ်ပြီးရင်နောက်တစ်ခုကဇာလိုပါဒီမှာရိုးရိုး call တွေနဲ့မခေါ်ပါဘူးဖုန်းကိုဇာလိုကနေပဲ internet ကနေပဲဖုန်းခေါ်ကြတာဖြစ်လို့ပါအဲ့တော့ဒီမှာလူတိုင်းကဒိုးရေစီမှာ Viber တွေ Facebook တွေတုံးတယ်လို့မျိုးတို့စီမှာ Zalo တုံးပါတယ်အဲ့ဒီတို့ကြောင့်မို့ Zalo application ကလည်းဖွင့်ထားပါမယ်ပြီးတော့လို့ရှိရင်ဒီမှာရှိရဲ့ shopping mall တွေပေါ့နော် supermarket တွေပေါ့ဘဟုအဆန်းတို့လိုမျိုးဝင်းတို့လိုမျိုးအဲ့လိုမျိုး supermarket တွေရဲ့ application တွေကိုလည်း down ပြီးတော့ကိုယ့်ရဲ့ကိုယ်ပိုင်ဖုန်းနံပါတ်နဲ့ install လုပ်ပြီးတော့ကိုယ်ပိုင်ဖုန်းနံပါတ်နဲ့ register လုပ်ထားပါပေါ့နော်ဘာကြောင့်လဲဆိုလို့ရှိရင်ဘာပဲဝယ်ဝယ်တို့က membership ရှိလားလို့မေးတယ် membership ရှိတယ်လို့ဖြေဒါပေမဲ့ तू ကကိုယ့်ကို foreign number မသိတဲ့အခါကျတော့တို့ VPN လိုပဲမေးတာပေါ့နော်အဲ့တော့တို့မေးစရာမလိုအောင်ကိုကကိုယ့် application ကိုပတ်စံ န်ရှင်းတော့မယ်ဆိုတာနဲ့ application ကိုထုတ်ပြထားရင်အဲ့ဒီ application ရဲ့ဘားလေးကို scan ဖက်လိုက်ရင်ထပ်ပါတော့ကိုဝယ်ထားတာ9000 8000နဲ့ရှိရကြရဲဆိုလို့ရှိရင်9800ပဲယူရဲ800ရှော့ပေးရပေါ့အောက်မှာစမ်းလို့ပါလို့ဆိုရင်ထောင်ကနန်းထိအောင်ရှော့ပေးရပေါ့နော်ဝင်းမှာဆိုတဲ့အဲ့လိုပဲအဲတချို့ promotion တွေကဈေးတော့ကတ်ထားတယ် membership ဆိုမှရှော့ပေးရသူကဈေးကတ်ထားတယ်နှစ်ခုဝယ်ရင်ဘယ်လောက်တစ်ခုဝယ်ရင်ဘယ်လောက်ဆိုပြီးဈေးလျှော့ရတာတွေကိုကတ်ထားတယ်ဒါပေမဲ့တကယ်ငွေသွားရှင်းတဲ့အခါမှာ membership ရှိရဲဆိုတော့မှအဲ့ promotion တွေကိုခံစားခွင့်ရှိတာပေါ့နော် membership မရှိရင်ခံစားခွင့်မရှိဘူးအဲ့လိုအခြေအနေမျိုးတွေလေ ည်းရှိရဲ့အတွက်ဆိုတော့အဲဒီ membership ကိုကြိုပြီးတော့ဖွင့်ထားဖို့လိုတယ် membership ရှိကြောင်းလည်းတို့ကိုပြောဖို့လိုတယ်ပေါ့နော်အဲ့ဒါလည်းအရေးကြီးပါတယ်အဲ့တော့ကြောင့်မလို့အဲကိုသွားဝယ်လေးရှိတဲ့ supermarket တွေရဲ့ application တွေကိုလည်း down ပြီးတော့ register ကြိုးလုပ်ထားတင်ပါတယ်နောက်ထပ်မေးခွန်းတစ်ခုကကြတော့အဲဘယ်လောက်ကုန်ကြမလဲပေါ့နော်ဘယ်လောက်ကုန်ကြမလဲဆိုရယ်မေးခွန်းအတွက်ကတော့လင်းရင်လက်မှတ်ခါကတချောင်းကိုမြန်မာငွေ6သိန်းနဲ့6သိန်းခွဲကြမှာစတင်ပါတယ်ရှင်ဟိုတယ်ကတွေကတော့ကိုရွေးချယ်တဲ့ဟိုတယ်ပေါ်မှာမူတည်ပြီးတော့တညကိုမြန်မာငွေ9000တန်လောက်ကနေ နေ3သိန်းခွဲ4သိန်းတန်လောက်အထိအစားအစားရှိပါရဲ့ရှင်။တခြားအိမ်လာကစားစရိတ်လန်ခီစရိတ်အစားသဖြင့်ဒီတေးအသုံးစရိတ်ကိုတိချင်တယ်ဆိုလို့ရှင်ရတော့စုဝေါ်ရဲကိုဝင်လိုက်မယ်ဆိုလို့ရှင်ရင်အပေါ်ဆုံးမှာစုပင်ထောက်ပေးထားတဲ့ဗီဒီယိုသုံးပုဒ်ရှိပါတယ်။အဲ့ထဲမှာဗီယက်နမ်မှာတလပြန်မြလူတရာအကုန်ကြားစရိတ်ဘယ်လောက်ရှိမလဲဆိုပြီးတော့စုဒီတေးထွက်ထားပေးတဲ့ဗီဒီယိုတစ်ပုဒ်တင်ထားပါတယ်။အဲ့ဒီဗီဒီယိုလေးကိုတော့ပြန်ကြည့်ပေးပါရှင်။ခုထည့်တွင်စဉ်းစားရမှာလာတဲ့သူကအလုတ်လာရှာမှာလား၊ကြောင်းလာတက်မှာလား၊ဒါမှမဟုတ်ငွေကြေးရပူစရာမလိုဘူး။အိမ်ကထောက်ပံ့မဲ့ ူရှိရဲ့ဒီမှာခဏလာနေုံပဲဆိုရယ်ရွယ်ချက်နဲ့လာမှာလာဒါမှမဟုတ်လို့ရှိရင် remote job တစ်ခုခုပါလာတယ်ဝင်ဝေးပုံမှန်ရှိနေတယ်ဒီမှာ AA စင် internet ကောင်းကောင်းနဲ့အလုပ်လုပ်ရမယ့်နေရာလေးမှာနေချင်တယ်အဲ့လိုရွယ်ချက်နဲ့လာမှာလာတခြားဘာရွယ်ချက်နဲ့လာမှာလဲဆိုတာကိုလည်းတေချာစဉ်းစားပြီးမှလာခဲ့ဖို့ဆိုတော့အကြံပေးချင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီမှာအဲစုအချင်းချင်းပြောခဲ့တယ်လို့ပဲဗီယက်နမ်နိုင်ငံမှာကအလုပ်အကင်ခွင့်လဲတော်တော်လေးရှားပါတဲ့အတွက်ကြောင့်မလို့ဒီရောက်တော့မှအလုပ်ရှာမယ်ဆိုရင်ဒုက္ခရောက်မှာဆိုလို့ပါရှင်။ဒီလောက်ဆိုလို့ရှိရင်စုအကြံပေးရလဲတော်တော်လုံလောက်နေပြီလို့ထင်ပါတယ်။ခြိ ားသိချင်တာလေးရှိလို့ရှင်လည်းစုကို comments မှာမေးထားခဲ့ပြီးပါရှင်စုပြန်ဖြေပေးပါမယ်အားလုံးပဲနောက်မှပြန်ဆုံပါမယ်နော်